ဂါကကမ္ဘာမှာအဖြစ်များဆုံးယောဂတစ်ခုဖြစ်တယ်လို့သိဆုံးမှုတွေများစေပါရဲ့နော်။နှလုံးယောဂနဲ့ပတ်သက်ပြီးမာယုံနဲ့ဗဟုသုတရရှိနေတာကလည်းနှလုံးယောဂဖြစ်နိုင်ခြင်းနဲ့နှလုံးကြောင့်ကျန်းမာရေးထိခိုက်နိုင်ခြင်းကိုမြစ်တက်စေပါရဲ့။အဲအရာကြောင့်အခုပြပြပေးမယ့်အချက်တွေကတော့နှလုံးယောဂနဲ့ပတ်သက်ပြီးတော့အသိမာနေတဲ့အချက်တွေပဲဖြစ်ပါရဲ့နော်။ညီမရဲ့ဗီဒီယိုလို့မစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါအင်ဂျင်မမေ့ပါနဲ့ဦးနော်။ ပထမဦးဆုံးကတော့ငငယ်လေးပဲရှိသေးတယ်။ဟောင်းယောဂအတွက်စိတ်ပူစရာမလိုဘူးဆိုတဲ့အချက်ပဲဖြစ်ပါရဲ့နော်။အခုလက်ရှိကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံစံကနောက်တစ်ချိန်မှာနှလုံးယောဂဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားဆိုတာကိုအဆုံးဖြတ်ပေးပါရစေ။ နှလုံးသွေးကြောကျင်းလာတယ်။တကယ်ပိစောတာတွေကတရက်တစ်မိနစ်နဲ့ဖြစ်လာတာမဟုတ်ပါဘူးเนาะ။အခုလိုအရွယ်တွေကသွေးကြောတွေမှာစပြီးတော့အနယ်မြင့်တွေကျလာတာပဲဖြစ်ပါတယ်။အထူးသဖြင့်အခုခေတ်လိုငငယ်ရွယ်ရွယ်နဲ့အဝါလွန်တာစိရရောဂါဖြစ်တာစားတဲ့အခြေအနေတွေမှာငယ်သေးလို့နှော်ရောဂါဖြစ်ဖို့ဆိုတာကတော့မရှိတော့ပါဘူးเนาะ။နောက်တစ်ချက်ကတော့သွေးတော်ရင်ခေါင်းမူခေါင်းကဖြစ်မှာပဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်เนาะ။ ။တွေ့လို့ယောဂါကိုအသက်သိလူသက်သမားတို့ကျန်းမာရေးဝန်ထမ်းတွေကအနမေပေးထားပါဗျ။ဘာကြောင့်လဲဆိုတော့ဘာလက္ခဏာမှမပြဘဲနဲ့တွေ့တဲ့နေလို့ပါ။ခေါင်းမူးမှာခေါင်းကိုင်းမှာတွေ့လို့လို့ထင်ပြီးတော့တွေ့လို့ကုမယ်ဆိုလို့ရှိရင်တော့တွေ့လို့ကတင့်ကိုဒုက္ခပေးသွားမှာဖြစ်ပါရဲ့နော်။တွေ့လို့ရှိမရှိစစ်စစ်တာကတော့ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။သွေးပေါင်ချိန်ဆက်မှာပေါ်လာတဲ့ကနန်းတွေကြည့်ပြီးတော့သွေးတို့ရှိမရှိကိုအလွယ်တကူသိနိုင်ပါတယ်။ဒါကြောင့်မို့အသက်၄၀ကျော်လာတာနဲ့သွေးပေါင်ချိန်ကိုပုံမှန်ချိန်မှာ အဝါလွန်ရင်တွေးတို့မျိုးရရှိရင်စီရယောဂါရှိရင်ပိုတတိထားပါနော်။ခေါင်းမှုမဲ့ဇက်တို့မှချိန်တာမျိုးကအနေရများပါရဲ့နော်။နောက်ချက်ကတော့စီချိုစေးတွေတောင်းနေတာပဲစီချိုအဖြေလည်းကောင်းတယ်သလိုယောဂါကိုဂယူဆက်စရာမလိုဘူးဆိုတဲ့အချက်ပဲဖြစ်ပါရဲ့နော် စီးကျိုဈေးတွေကိုပုံမှန်တောက်တာစီးကျိုကိုသတ်မှတ်ထားတဲ့ပမာဏထဲမှာထိန်းထားတာကနှုန်းရောကဖြစ်နိုင်ခြေကိုဆွချပေးနိုင်ပါတယ်။ဒါပေမဲ့ဆွချပေးနိုင်ရုံပဲဖြစ်ပြီးတော့လုံးဝမဖြစ်စေတာတော့မဟုတ်ပါဘူးเนาะ။ဘာကြောင့်လဲဆိုတော့စီးကျိုနဲ့နှလုံးရောဂါမှာဖြစ်စေတဲ့အချက်တွေကတူနေလို့ပါ။ဥပမာဆလိတ်တောက်တာအဝါလွန်တာအထိုင်များတာဒါတွေကစီးကျိုရောဂါကိုပဲဖြစ်စေတာမဟုတ်ပါဘူးเนาะ။နှလုံးရောဂါကိုလည်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်စီးကျိုရောဂါရှိတဲ့သူတွေသွေးပေါင်ချိန်တာနှလုံးစစ်ဆေးတာတွေကိုလုံးဝ ပ်ပါမယ်နော်နောက်တစ်ချက်ကတော့နှလုံးယောဂါဆိုတာမျိုးရိုးလိုက်တယ်မျိုးရိုးရှိပြီးသားဆိုတော့အနေအထားဆင်ခြင်းအစာရီရှောင်လဲဒုမမဟုတ်ဘူးဆိုရအချက်ပဲဖြစ်ပါရဲ့နော် မိသားစုထဲမှာနှောယောဂမျိုးရိုးရှိရင်ကို့မှာလည်းဖြစ်နိုင်ကြေးများပါတယ်။ဒါပေမဲ့ဖြစ်ကိုဖြစ်လာမယ်လို့တတိကျပြောလို့မရပါဘူးเนาะ။အနေအထားအစားအသောက်တွေဆင်ခြင်ရင်ဖြစ်မလာအောင်ကာကွယ်လို့ရပါတယ်။ဥပမာကိုယ့်ရဲ့မိဘတွေမှာသွေးရောယောဂရှိနေတယ်။ဒါပေမဲ့ကို့မှာဖြစ်မလာခြင်းဘူးဆိုလို့ရှိရင်တော့လှုပ်လှုပ်ရှားရှားနေပါ။အာဟာရပြည့်ဝအောင်စားပါ။အငယ်နဲ့အစီတွေကိုလျှော့စားပါ။အဝါမလိုပါစေနဲ့เนาะ။စလိမ်မတော့ပါနဲ့ဒါတွေကိုလူငယ်ဘဝမှာကတည်းကလိုက်နာမယ်ဆိုလို့ရှိရင်အသက်ကြီးလာတဲ့အခါမှာဖြစ်နိုင် င်ကြီးကတော်တော်လေးနေသွားပါလိမ့်မယ်နော်။နောက်ပြီးတော့အစီကြစီတွေတောင်းနေတာအစီဆွဲစားဖို့မလိုဘူးဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါရဲ့နော်။ကျွန်တော်ယောဂလူနာတွေသွေးရောလူနာတွေတောက်ရတဲ့အစီကြစေဆိုတာကသွေးရဲ့ကိုလက်စတရောကျစေရဲ့ဆေးတွေပဲဖြစ်ပါရဲ့နော်သွေးထဲမှာကိုလက်စတရောတွေကအသည်ကနေတဘာဝအတိုင်းထုတ်လို့ရောက်လာသလိုကိုယ်နေ့စဉ်စားနေကြအစာအစာတွေကရောက်လာတတ်ပါရဲ့ လူနာရီတောက်တဲ့စတတင်ဆိုတဲ့အစီကြစီကအတဲကားထုတ်တဲ့အစီတွေကိုပဲနေစေတာပါနော်ဒီတော့အသွေးထဲမှာနေပြီးအသွေးကြောရည်ထဲမှာအစီမစူတော့ပါဘူးဒီဆေးကအတဲကားထုတ်တဲ့ကိုလက်စတရောကိုပဲကျစေပြီးတော့အပြင်ကအစာအစာကြောင့်ဖြစ်တဲ့ကိုလက်စတရောကိုမကျစေပါဘူးနော်ဒါကြောင့်ဆေးရကိုနဲ့အစီအစိတ်တွေအလွန်ကြုံစားတင်ပါဦးအများစုကတော့အတိမာပြီးတော့စိတ်တောင်းနေတာပါစားရရလေဆိုပြီးရောစားကြတဲ့အခါမှာကိုရက်စတောကမကြတဲ့အပြင်ပိုလောင်တက်လာပါသေးရဲ့နော် ။နောက်ပြီးတော့နှလုံးယောဂမဖြစ်အောင်အာသုဓိကောက်လို့ရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါရဲ့နော်။နှလုံးယောဂနဲ့ပတ်သက်ပြီးတော့ဒါကလည်းမှားနေကြတဲ့အချက်တစ်ခုပဲဖြစ်ပါရဲ့နော်။နှလုံးယောဂကာကွယ်ဆေးဆိုပြီးတော့မရှိပါဘူး။ဓာတုဆက်ချင်တတိရှိတဲ့ဗီတာမင် E ဗီတာမင် C နဲ့ဘီတာကရိုတင်းတွေကနှလုံးယောဂဖြစ်နိုင်ခြေကိုချွတ်ချပေးနိုင်တယ်ဆိုပေမဲ့လည်းဒါတွေနဲ့ပတ်သက်ပြီးတော့တိကျရဲ့လက်ချက်တွေကတော့မရှိသေးပါဘူး။အထူးသဖြင့်နှလုံးယောဂမဖြစ်အောင်ဒီဗီတာမင်တွေတောက်တဲ့ ပြီးရင်စားကျင်တာစားမယ်။နေကျင်တယ်လို့နေမယ်ဆိုရင်တော့နှလုံးရောဂါကဖြစ်လာမှာပါပဲ။နောက်တစ်ချက်ကတော့အာဇီတွေကရတဲ့ဗီတာမင်တွေထက်စားလို့ရှိရင် အစာအတော့တွေကရတဲ့တဘာဝဗီတာမင်တွေကပိုပြီးတော့ကောင်းပါရဲ့နော်။ဒါကြောင့်နှလုံးရောဂါကဝေ့ကျင်နေဆိုရင်ဗီတာမင်ကျော်ဝါးတဲ့အစာတွေကိုများများစားပါ။အစီအစိမ့်နဲ့အငံမျိုးလျှော့စားပါ။လှုပ်လှုပ်ရှားရှားနေပါနော်။အစေးတွေတောက်လိုက်တာနဲ့နှလုံးရောဂါမဖြစ်ဘူးဆိုတာကတော့အခုတည်းမရှိသေးပါဘူးနော်။ နောက်ပြီးတော့ဆက်လက်တောင်းတာကြပြီပဲအခုမှပြည်လည်းမထူးတော့ဘူးဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်ဒီစကားကတော့ဆရာဝန်ကလူနာကိုခမားမှာတွေးတွေးရောက်ရှိနေတဲ့ဆက်လက်ဖြစ်တော်လူပြလိုက်တဲ့အခါမှာလူနာကပြင်းပြတတ်တာပဲဖြစ်ပါရဲ့နော်ဆက်လက်ဖြစ်လိုက်ပြီဆိုတာနဲ့မိနစ်ပိုင်းအတွင်းမှာကိုသူ့ရဲ့ကောင်းကျိုးတွေကစပြီးတော့ခန်းစားရပါရဲ့နော် ဘလောက်ပဲကြိုကပ်အောင်နှစ်ချီတောက်ခဲတောက်ခဲစလိတ်ပြတ်ဖို့နှောက်ကြနေပြီဆိုတာမရှိပါဘူးနော်စလိတ်ကိုတနည်းလောက်ပဲဖြစ်လိုက်ရင်တော့မှနောက်ဆက်နေအတွင်မှနှလုံးကဖြစ်နိုင်ခြေက90လောက်အထိကျသွားပါတယ်ဒါကစလိတ်မတောက်တဲ့သူနဲ့အတူတူနှိပါဖြစ်နေပါပြီ ဒီလိုဆိုလို့ဆွန့်လိုက်တော့မယ်။နောက်မှဖြစ်ကြမယ်။မတော့တဲ့သူတွေကတော့လူပြစ်ရှင်လို့မတွေးလိုက်ပါနဲ့နော်။ဆလိတ်ကကိုရင်းအင်္ဂါတွေအားလုံးကိုထိခိုက်စေပြီးတော့ကိစ္စလည်းဖြစ်နိုင်ကြတာကြောင့်မတော့တဲ့ရင်အစမလုပ်ဖို့အကြံပေးချင်ပါတယ်နော်။နောက်ဆုံးကတော့နှယောကရှိနေရင်အစီလုံးကမစားရဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်နော်။ဒါကအစွန်ရောက်နေတဲ့အတိမာတစ်ခုပဲဖြစ်ပါတယ်။ နှလုံးရောဂါရှိရင်အစီရှာရတာမှန်ပါတယ်။ဒါတွေကပြေဝစီတွေအသွင်မြောင်းစီတွေပဲဖြစ်ပါရဲ့နော်။တနည်းအားဖြင့်တိရိစ္ဆာန်အရာတဲ့အစီတွေပါပဲ။ဒါပေမဲ့မပြေဝစီတွေကိုတော့စားပေးလို့ရပါရဲ့နော်။ဟင်းသင်းရက်စီတွေ၊ငါးကြီးစီတွေဆိုရင်နော်နှလုံးရောဂါဖိနိုင်ခြေကိုဆွတ်ချပေးပါရဲ့။ဒါအပြင်အစီထုတ်ထားတဲ့နွမ်းနွမ်းထွက်ပစ္စည်းတွေအသားဆိုလို့ရှိရင်လည်းအစီမပါတဲ့အသားတွေကိုစားပေးနိုင်ပါရဲ့။ဒါမှအဟားမြတ်တတ်မှာဖြစ်ပါရဲ့နော်။ နောက်ပြီးတော့နှလုံးရောဂါကအဖြစ်များတယ်ဆိုတာအမှန်ပါတယ်။ဒါပေမဲ့လုံးဝကောက်ွယ်လို့မရတာကတော့မဟုတ်ပါဘူးเนาะ။အခုညီမပြပြပေးခဲ့တဲ့အသည့်အမြင်မှားတွေကိုဆင်ခြင်ပြီးတော့ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်မယ်ဆိုလို့ရှိရင်နှလုံးရောဂါဖြစ်နိုင်ခြေကိုတိတိတတ်တတ်ဆွေးဆပေးနိုင်မှာဖြစ်ပါရဲ့เนาะ။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။